အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုဒါအခုလက်ရှိပေါ့လေဒီစိတ်ဝင်စားစရာအကြောင်းတွေမှာ Chelsea နဲ့ပတ်သက်လို့ပေါ့လေ Chelsea နေပြ Anzo Maresca ကကလပ်ရဲ့ဒဏ်ရာပြဿနာတွေနဲ့ center back တွေ injury အများကြီးဖြစ်နေတဲ့တိုင်အောင်ဒါစောင်းရာတီမှာနောက်ခံလူတယောက်ခေါ်ယူသွားမယ့်အစီအစဉ်ကိုရွှေ့ဆိုင်းပြီးတော့ຫນွေရာတီမှာပဲခေါ်ယူမယ်ဆိုပြီးသူတို့ဆုံးဖြတ်ထားတယ်ဆိုတော့ ်ချယ်ဆီကဒီနိုယာဒီမှာတေချာပေါက်စန်တပတ်လိုအပ်တဲ့ကြောင့်တိပါရက်နဲ့ကလပ်ဘက်ကအိုက်ဒီစီရှင်ကိုချတယ်အဓိကအိုက်ဒီစီကိုချလိုက်တဲ့ချက်ကသူတို့လူတွေလက်ရှိလူတွေအများကြီးဖြစ်နေတဲ့ကြောင့်ထပ်ခေါ်လိုက်လို့ရှိရင်ရှိတဲ့လူတွေနဲ့ထပ်ရောင်းရမယ်ထပ်ရောင်းရမယ်ရောင်းဖို့ခက်မယ်ဆိုတော့နိုယာဒီမှာအကုန်ရှင်းထုတ်ပြီးမှသူတို့ quality စံတပတ်တယောက်ခေါ်ချင်တယ်ဆိုပြီးသူတို့ပေါ်ပြလာတယ်ပေါ်ပြလာတာတော့ telegraph ကပေါ်ပြထားတယ်အဲ့ telegraph မှာပေါ်ပြခြင်းရာဒါအခုလောလောဆယ်မှာ chelsea ကအခုကာလာရှိချာတန်ရရတဲ့က levi khowe ACL injury ဖြစ်နေတယ်။ Tosin Adebayo ကတော့ဒါကာလရှည်ကြမဟုတ်ဘူးအချိန်မြင့်ပြန်ကောင်းနိုင်ပေမဲ့သူလည်းလောလောဆယ်မှာ injury ဖြစ်နေပြီးတော့ Wesley Fofana ကဥကောင်းတန်ရာထီလို့သူကပြီးခဲ့တဲ့၃ပွဲလွဲထားတယ်။သူကတော့ international break ပြီးမှတေချာပေါက်ပါမှာဖြစ်ပြီးတော့ Banwa Bariashi ကနောက်ဆုံးကစားတဲ့ Liverpool နဲ့ပွဲမှာ injury ဖြစ်သွားတယ်။ပြီးတော့လူငယ်ကစားမလေးဖြစ်တဲ့ Josh အချက်ပုံဆိုတဲ့ချက်တိတ်လေးကလည်း injury ဖြစ်တယ်ဆိုတော့သူတို့ Chalobah ကတော့အခုပွဲပယ်ကြောင်မပါဘူးပေါ့လေဆိုတော့ solid defend ကအခု Chalobah နဲ့ maybe Fofana ပဲရှိတယ်ဒါထားပါတော့ဒီ Barry ရှိပြန်လာတဲ့အခါပဲဖြစ်ဖြစ်နောက်တစ်ဖက်က Fofana ပြန်လာတဲ့အခါပဲဖြစ်ဖြစ်သူတို့မှာတော့ရှိတယ်ဒါပေမဲ့သူတို့မှာ proper center back မရှိဘူးဆိုတော့ဒီပြကစန်တဘက်လူချင်းတဲ့အကြောင်းဘိုးဖွဲကိုပြောထားတယ်ဘိုးဖွဲလည်းဝယ်ပေးမယ်ဒါပေမဲ့အခုလောလောဆယ်မှာဒါချက်စီကဘာလို့လဲဆိုတော့ ဇန်နဝါရီကာလမှာမာကေဟီကိုသူတို့ဘက်ကကျူးပန်းသွားမှုအစီအစဉ်ကိုရပ်တန့်ထားပြီးနွေရာသီမှပဲခေါ်ယူဖို့ပြင်ဆင်မယ်လို့ဆိုတယ်ဆိုတော့မာကေဟီကိုလိုချင်တဲ့အသင်းတွေရှိတယ်ဗျာလီဗာပူးရှိတယ်ဘာဆိုနာရှိတယ်ဒီဘိုင်မြူနစ်ကလည်းတကယ်လို့ဥပမခါလို့ထွက်ရင်သူလည်းရှိမယ်ဒါောက်တစ်ဖက်ကဒီမန်ချက်စတာစီးတီးရှိတယ်ဒီအသင်းတွေအများကြီးရှိတဲ့အချိန်မှာချယ်ဆီလည်းတသိန်းပါဝင်ဖြစ်တယ်သူတို့ရဲ့လူငယ်ကစားမဟောင်းဖြစ်တယ်2021ခုနှစ်တုန်းကဆုံးရှုံးခဲ့တဲ့ဂေဟီကို ကလပ်ကအလွတ်နဲ့ခေါ်ခွင့်ရှိတဲ့ဇန်နဝါရီမှာမဟုတ်ပဲစောင်းရာသီကြမှာပဲဟိုနွေရာသီကြမှာပဲခေါ်မယ်ဆိုတော့ဇန်နဝါရီမှာလီဗာပူးကလည်းမာဂေကိုပတ်စံပေးပြီးမခေါ်ဘူးအလွတ်နဲ့ခေါ်ဖို့နွေရာသီမှာစောင့်မယ်ချယ်ဆီကလည်းနွေရာသီမှာစောင့်မယ်ဆိုပြီးပြောထားပြီးတော့မာဂေကိုမခေါ်ဘူးလက်ရှိ current center back တွေနဲ့ပဲနွေရာသီသီးသွားမယ်ဒါပေမဲ့ချယ်ဆီကအခုနွေရာသီမှာ စန်တဘက်တယောက်နဲ့ဂိုးသမားတယောက်တော့တီကြပေါက်ခေါ်မယ်အဲ့ဒါကဘာလဲဆိုဂိုးသမားကမိုက်မန်ညိုအဲ့မိုက်မန်ညိုက AC မီလန်ဂိုးသမားပြင်သစ်လေဝီစင်ရဲ့နံပါတ်1ဂိုးသမားဖြစ်ပြီးတော့နွေရာသီမှာတော့သူတို့ဘက်ကဘယ်လိုပြောမလဲဆိုတော့ဖီဖီလီယော့ဂင်ဆန်နဲ့ရောဘတ်ဆန်ချက်နှစ်ယောက်တည်းကတယောက်ကိုထွက်ခွင့်ပေးပြီးတော့တီကြပေါက်သူတို့ဂိုးသမား update လုပ်တော့မယ်ရှင်းရှင်းလေးပြအရင်တော့ကဖက်တီချက်နဲ့ ठी ဘိုခေါ်သွားလို့ world class goalkeeper နှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့အခြေအနေကနေရောဘတ်ဆန်ချက်နဲ့ ညဖလေယောဂင်စင်ဆိုတော့ချက်စီပြည်သက်တွေကတကယ်ကိုစိတ်ပြက်စားပြီဆိုတော့အဲ့ဂိုဒမားဒီပါတ်မန့်မှာချက်စီကဂျန်လူဂျီဒူနာရူမာကိုသူတို့ချမ်းရှိတယ်ဒါပေမဲ့မိုက်မန်ညောကိုအလွတ်နဲ့ခေါ်ဖို့ရည်ရွယ်တဲ့အတွက်ဂျန်လူဂျီဒူနာရူမာကိုသူတို့ဖယ်လိုက်တယ်နောက်သူတို့ရဲ့ current ဒါ wages ပေါ့လေလောက်ခလာစာ policy နဲ့လည်းညှိစွန်းနိုင်တဲ့အတွက်ကြောင့်သူတို့မခေါ်ဖို့ဆုံးဖြတ်တော့မိုက်မန်ညောကို AC Milan အသင်းရှိကနေဘိုင်မြူနစ်နဲ့အပြိုင်ချက်စီကခေါ်မယ်တခါမာဂေဟီကိုနှွေးရသည်မှာဒါ ပြိုင်ဘက်တွေအများကြီးနဲ့အပြိုင်သူတို့မာကေကိုခေါ်ဖို့လုပ်မယ်အဲ့နှစ်ချက်ပေါ့လေဆိုတော့ချက်စီကလာမယ့်နွေရာသီမှာတေချာပေါက်ဒီကြားထဲမှာချက်စီက Canon Realty ဆိုတဲ့ Juventus ရဲ့လူငယ်တောင်ပံကစားမကိုလည်းသဘောကျတယ်အဲ့ကစားမကို Arsenal ကလည်းသဘောကျတယ်ချက်စီကပြီးခဲ့တဲ့နွေရာသီတုန်းက Canon Realty ကို Euro 68တန်းပေးပြီးတော့တူတကီတူတီကစားမကို City တင်းကနေခေါ်ဖို့လုပ်တာဒါပေမဲ့ Juve ကပယ်ချခဲ့တယ်ဒါပေမဲ့ချက်စီကအဲ့ကစားမလေးကိုလည်းတချို့ပြန်ကြည့်နေတယ်ဆိုတော့ Canon Realty ကသူတို့ရဲ့ target ထဲမှာထည့်ထားစေဖြစ်ပြီးတော့ဘိုးနောက်ခံလူနဲ့ကိုသမားကတော့နွေရာသီမှာပဲအလွတ်နဲ့ခေါ်မှာဖြစ်ပြီးစောင်းရာသီမှာခံစင်မှုထပ်ပြီးခေါ်မှာမဟုတ်ဘူးကြောင့်အန်โซမာစကာဘက်ကအတည်ပြုထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်